1 minute 1 sentence program နေပြီးတော့ကြိုဆိုပါတယ်။အော်ဒီနေ့မှာလည်းကျွန်တော်ခရီးလိုင်းကကျွန်တော်မစ်ဆွေကြီးကိုဇွဲဇွဲနေရောင်ကြီးနဲ့အဲကျွန်တော်တို့စာပြလောကမှာစတန်းခဲစင်ကကျွန်တော်တို့အပေါ်မှာနည်းနည်းထိထိဆက်ဆံခဲ့တဲ့လက်ကမ်းကြိုဆိုခဲ့တဲ့နော်နာမည်ကျော်အဲ editor ဆရာရေးဆရာတွေအကြောင်းကိုဟလာဒါတတိယမြောက်အပိုင်းအနေနဲ့ episode 3အနေနဲ့ကျွန်တော်တို့အခုပြောကြပါနော်ပြောမှာဖြစ်ပါတယ်ကဲကိုဇွဲကြီးကဲဆုံးကြပြန်ပြီဆုံးကြပြန်ပြီနော်အဲကျွန်တော်တို့ ဆာဗေလောကရောဖြတ်တန်းတဲ့အခါမှာတကယ်ကြီးကြတော့ကျွန်တော်တို့အပေါ်အာတကယ်ကြီးကြတော့ never တနေကိုကျွန်တော်တို့သွားပြီဆိုရင်ဟာလာကျွန်တော်တို့ကကျွန်တော်တို့ကိုရည်ရွယ်ရှိတဲ့သူတွေရှိနိုင်တယ်လို့ကဲဟိုနှစ်နှစ်ကာကာနဲ့လက်ကမ်းကြိုဆိုခဲ့တဲ့သူတွေရှိလို့လည်းကျွန်တော်တို့အဲဒီဒီအခုပြန်ပြောလို့ရနေတာဟုတ်ကဲ့ဒါဆိုတော့ကိုဆွဲပေါ်မှာတကယ်ကျေးဇူးရှိခဲ့တယ်လို့ကိုဆွဲကရုံကြည်ကြည်ရှင်နဲ့ကအဲဖြစ်ပုံပြီးတဲ့ဆိုင်ရွှေဆရာလေးအက်ဒီတာကြောင့်ပြောပါအောင်ဗျာဟုတ်ကဲ့ပါဟုတ်ကဲ့ စာမှုစာရေးတဲ့ကနေပြီးတော့ပေါ့နော်ဒီကျိုးစက်ရဲ့အိမ်သားလည်းအများကြီးပေါ့သူတပြင်းကကိုယ့်ရဲ့ဒီဇာတိချက်ကြွေတက်ကြီးမျိုးနဲ့မဲ့ကစင်းကိုလည်းခြံထားလို့မရဘူးဟာဟုတ်တာပေါ့ဟုတ်တယ်ကျွန်တော်တို့ကအမ်ဟုတ်တယ်ကိုယ့်ရဲ့ဥတီယာကိုပြောတာကတော့ဒီတိုင်းကပြောကြရဲကိုယ့်ရဲ့ရှင်မ်းချက်ကိုတော်တော်ကိုယ့်ရဲ့ပင်မ နော်ဒီကိုယ့်ရဲ့အန်တာလေးကိုလည်းကျွန်တော်တို့ဝေးလို့မရဘူးဝေးထားလို့မရဘူးပေါ့နော်ကဲတက်ကြီးမြို့နယ်မဂဇင်းအကြောင်းလည်းနည်းနည်းပြောပါအောင်အဲဒီက editor ဆရာကြီးအကြောင်းဟုတ်ကဲ့ပါဒီဟာလေးနဲ့ဆိုရင်တော့ကျွန်တော်လည်းတက်ကြီးမြို့နယ်မဂဇင်းမှာအဝင်ရခဲ့သေးတယ်ဟုတ်တယ်လေနော်ဒါပေမဲ့ကလောင်ဟောင်းနေလေဖြစ်တဲ့ခါကျတော့အခုအကြောင်းမြို့ဆောင်စာနယ်ဇင်း channel ဆိုဆာမပို့ချင်းနေကင်းခွာွားလို့ဆိုတော့ရုပ်တရက်ဟိုမင်းရော့ဆိုဖြစ်ခဲ့ပြီမြေပေါ့နော် AAC တက်တဲ့ခါမှာတော့ဘိုးဘွားတက်ဆောင်တော့မှာ သာမဝါဒနာပါယုံနေမဲမဟုတ်ပဲနဲ့ပေါ့နော်ကိုဆောင်ဝါဒနာလေးကိုပြုစုပြောင်းပေးတဲ့အဲ့ဒီတရရဲ့အခန်းကဏ္ဍတော့ရေးကြီးဆုံးစိတ်ပိုင်းနေပါနေတာပေါ့နော်တတိပြင်းနာလေးလာခဲ့တာဟုတ်ကဲ့ဦးသားတင်ကပြောသလိုပဲအဖေပြင်ဆင်ယူပြီးတဲ့ခါကျဒီမျိုးလေးကိုပြောင်းခဲ့တယ်ပေါ့နော်မျိုးပြောင်းမိတာဒီမျိုးကိုဈေးလေးထဲမှာစိုင်လေးဖွင့်တယ်ဖွင့်နေပဲအဲ့မှာမှမျက်ဓမ္မရောင်ကြီးဆိုပြီးတော့မှကိုယ့်ရဲ့ဖက်နှက်ဆိုင်လေးရှိမှာစိုင်လေးရှိနေတာဟုတ်ကဲ့အဲ့စိုင်လေးကသူကတရားဓမ္မစာအုပ်တွေကိုပဲသူကအဓိကထားပြီးငှားရမ်းတာပေါ့နော်ဒါစေတနာနဲ့ငှားရမ်းတာပေါ့ဒါပေမဲ့အဲ့မှာ ဟိုဘုံစောဒီကအရှင်သနာဒီကဟိုဘုံရဝင်တွေအင်းမှာအစရှိတယ်ပေါ့နော်။အဲဒုသုရရဇာစာရီမြိုင်ပါတော့ဈေးရောင်းရင်တန်းတန်းနဲ့အိဆာမူလေးတို့ဖတ်ခဲ့တယ်ပေါ့နော်။အဲ့ဒါတစ်ခါတည်းတရားခွင်ရထားဆောင်လာတယ်ရှိခဲ့နီးဆက်ဖို့နီးဆက်တယ်ခံနေတာပေါ့နော်။အဲ့ဒီအချိန်မှာဘယ်လိုဖြစ်လာလဲဆိုတော့မင်းကျွန်တော်တို့ဈေးဆိုင်ကြီးနဲ့မလန်မကန်းပါပဲညရတနာစာပေနဲ့နတ်သမီးစာဆိုပြီးတော့မှကျွန်တော်မောရရဲ့ရေးကြီးဆုံးစိတ်ပိုင်း ဖြစ်နေဒါထောက်ပံ့သွားမယ်ဆာဗင်မြောက်စားတဲ့နေရာလေးတွေဖြစ်ခဲ့တာပေါ့ကျွန်တော်တို့တိုက်ကြီးမျိုးကလည်းတကယ်တကယ်ကြာတော့ဒီစာအုပ်ဆိုင်တွေရှိခဲ့ပါလားဟုတ်ကဲ့ပါဟုတ်ကဲ့ပါကဲအဲညာယတနာညာယတနာဆာဗင်ဆိုပြဒီဘက်ဒီဘက်ထိတ်လေးမှာဟိုဘက်ထိတ်မှာနတ်သမီးဆာဗင်ဆိုပြစာအုပ်တွေကိုစုံအောင်လဲတင်ပေးခဲ့တယ်ပေါ့နော်အဲအဲ့လိုတင်ပေးတဲ့အခါမှာဘာဖြစ်โอเคခဲ့လဲဆိုတော့မဂ္ဂဇင်းတွေကိုလာစင်တော့မှန်မှန်ကြီးကျွန်တော်ရရှိတဲ့အခါကျတော့တိုင်ပွဲတွေဝင်တဲ့အခါမှာနောက်မကြပဲနဲ့ပြိုင်နိုင်ခဲ့တယ်ပေါ့နော်ပြီးတော့ခါကျရင်လည်းပြိုင် အဲ့ဒီမှာရေးသားရင်းနဲ့ခုနတောက်ကြမဲ့ကစင်ပါနော်ဆရာဝေတာဆရာကြီးအီတာခွေးလက်ထက်ကိုလည်းမိခဲ့တယ်ဆရာဆွေမေတ္တုပြုလက်ထက်ကိုလည်းမိခဲ့ပြီးတော့အဲ့ဒီမှာစာမူလေးတွေတပုတ်စာနှစ်ပုတ်စာစပါခဲ့တယ်ပေါ့နော်အဲ့ဒီကာလလိုပဲဒီတောင်မြောင်းထွေတာရှိဆရာမဲ့ကစင်မှာလည်းပဲဆရာချင်းမွေးတို့နဲ့ဆရာရဲဆန်းနဲ့စုံတဲ့အချိန်မှာပဲအဲ့ဒီမျိုးနယ်မဲ့ကစင်ထုတ်နေတယ်နော်ဆိုပြီးစီးရရမယ်စာပြဝါဒနာရှိရင်ညီကပြောရင်းနဲ့ကျွန်တော်ကစာတိုက်ကြီးမျိုးနယ် ီ magazine တွေစာမှုပို့ရင်းနဲ့ပေါ့နော်ဆရာဦးတောင်းညွန့်ပေါ့နော်အဆရာကြီးလည်းအများကြီးပဲကျွန်တော်ရဲ့အတိုင်းဟိုနမည်တွေတစ်ခုချင်းဒီအာမမမီးကင်တာရှိရမယ်ကျွန်တော်ရောဆရာကြီးအများကြီးပဲဆရာကြီးဦးလှမြင့်ပေါ့နော်အဲဆရာကြီးဦးလှမြင့်လို့ဆိုရင်ဆောင်ရည်သားရဲ့နေရာမှာပေါ့နော်သူဆိုလို့ရှိရင်လည်းအာဘိကူညီခဲ့ရနော်ဆရာဦးတွန်းလှိုင်းအများကြီးပါလားပါတယ်ပေါ့နော်အဲဆရာဦးမောင်မောင်လှိုင်းပေါ့ပေါ့ဆောင်ခဲ့ပေါ့နော်ကျွန်တော်တို့ဟုတ်ကဲ့ပါတိုက်ကြီးသားတော့မဟုတ်ဆိုပေမဲ့လည်း ဟုတ်ကဲ့ဆရာကြီးကဒီတုက္ကတူရောတာကြီးသားလို့ပဲသူဟုတ်ကဲ့ဆရာရေဆိုကျွန်တော်ဟုတ်ကဲ့တာကြီးသားလို့ခံယူတယ်ဒါလို့ကျွန်တော်ရဲ့လက်တာကြီးသားပဲခံယူပြီးတော့မှာပေါ့နော်အာသူများတွေကမြို့ရဲ့နောက်မှာကိုယ့်ရဲ့မြို့ကိုဂုံပြစ်ပြီးထည့်ကြတယ်ပေါ့နော်ကိုကွန်ရှားတော်မှာပဲကွန်ရှားလိုင်းတိုက်ကြီးဆိုပြီးတော့မှာဆာမူတွေတွေ့ခဲ့ရတယ်ဆိုတော့အာသာပါရအဲ့ဒီလိုဟုတ်ကဲ့ပါကအဲ့ဒီလိုရေးတယ်ဟုတ်ကဲ့ပါ ကိုမျိုးလည်းကိုချစ်တယ်လေဟုတ်တယ်သူကလည်းအတားညာကွန်ပျူတာပေါ့နော်ကွန်ပျူတာကွန်ပျူတာမျိုးကလည်းတိုက်ကြီးဆိုပြီးဟုတ်တယ်အဲ့ဒီဟာလေးလည်းနည်းနည်းပြောပြချင်တယ်အဲ့မှာဘသူစပြီးနောက်ကတိုက်ကြီးကိုဖြုတ်ဖို့အကြံပေးနေတယ်ဩကျွန်တော်ဖြုတ်လိုက်တယ်နော်ဟုတ်ကဲ့ဟိုပါပေါ့ကျွန်တော်ကတော့ပွင့်တက်ကိုကျွန်တော်စာမူပို့ဟုတ်ကဲ့ပါဒီကျွန်တော်ရှေ့ရနောင်တော်လေးဖြစ်တဲ့ကိုမုံးအိမ်တို့ကိုညီလင်းတန်းတို့ကအကြံပေးတော့ဟိုတုန်းကဟုတ်ကဲ့ကွာညီလေးရောင်မင်းတပုတ်ပို့ကွာဟုတ်ကဲ့ဒါမင်းဇွဲကောင်းကြောင်းမင်းတပုတ်မကြိုက်ဘူးတပုတ်ကြိုက်နေကြိုက်မှာပေါ့ကွာ ဆိုတော့ကျွန်တော်နှစ်ပုတ်ရေးပို့လိုက်တော့ကန်ကောင်းကျင်တော့ဟုတ်ကဲ့အဲအဲ့အဲ့အချိန်မှာကျွန်တော် sky net ကိုရောက်သွားပြီရုပ်ရှင်ဘာသာပြန်လုပ်ငန်းပါပဲရုပ်ရှင်ဘာသာပြန်တာပုံဝင်လာတော့ဥစိမ့်ညီပုံဆက်လိုက်တော့အားအဲ့မှာ hello နော်အမကပြောင်ကြိုက်တယ်ဗျာအာဟုတ်ကဲ့ဆရာအာနှစ်ပုံဆုံးကြိုက်တယ်ဗျာအာဝမ်းသာဝမ်းသာလားဒီကျမတော့ဒီပေါက်တလို့ပဲဟုတ်တမ်းပြပြတယ်တခုရရှိတယ်ဗျာဟုတ်ကဲ့ဆရာပြောပါအမညံမယ်ရှားပါတယ်ဗျာတဲ့ 嗱，我係超大把佢個，OK OK，試下，OK，話即我哋師爸度你咩喎？你誒，呢度你呢度，佢話邊度你咯？都啱咗。 အဲ့လိုကြံပြီးတော့အဲ့ဒီမှာကိုကနောက်ကတိုက်ကြီးပါတီဖြစ်တယ်မပါတီဖြစ်စေကိုကသိနိုင်တော့ကိုကအသေးချာများအရန်ဝမ်းသာနေပြီလေကိုဟိုကြပြဆောင်မှုနော်တပုတ်ပို့ရောင်းတပုတ်စလုံးကိုသူကိုတိုင်းပြောတာကိုအဲ့လိုရခင်ဗျာတပုတ်စလုံးကိုကျွန်တော်တလဆက်တိုက်ထည့်ပေးမယ်ဆိုပြီးတော့အားအမှဝမ်းသာလိုက်တာပြောနေတယ်ဆိုတော့သူကအဲ့ဒီနောက်ကတိုက်ကြီးကိုသူကအဲ့ဒီမှာဖြုတ်ဖြစ်ခဲ့မယ်ရှင်းတောက်ရှောက်မှာတော့ကိုဆက်လိုက်တိုက်ကြီးဆိုပြီးတော့ကိုကဆောင် English for all ပါတော့ပြန်ခွဲရအောင်ဆက်ကိုဆောက်ပေးခဲ့တယ်နော် English for all ဆိုလို့အဲ့ဒါကိုထည့်ပြောရမယ်ဆက်မဲ့ဘူရာလန်မှာ yes ခွန်ရှားလိုင်းဆိုပြီးတော့တာမိုမိုလေးတိုင်ပွဲဝင်တာကိုတွေ့ခဲ့ရဆွရခဲ့တယ်။အင်္ဂလိပ်ပေါ်ဆိုလို့ဒါအရေးကြီးတယ်ဒီလိုတဲ့ကျွန်တော်ခဏကိုယ်စဲကိုပြောတယ် Hello Journey မှာကျွန်တော်2010အမှန်မမှားလို့ဆိုရင်ထားပါတော့၈လပိုင်းလောက်ပဲထားပါတော့။ဟုတ်တယ်နော် ဆိုတော့ hello channel ပြီးတဲ့ခါမှာကျွန်တော်ရောင်းပြမဂ္ဂဇင်းမှာကျွန်တော်ဝင်ရေးလိုက်ပြီးဟုတ်ကဲ့ပါဆရာနန္ဒမိုးကျဲဆရာနန္ဒမိုးကျဲလူကြီးကျွန်တော်စော်ဖို့ရောင်းမဟုတ်ဘူးဒါပေမဲ့ဆရာကြီးရဲ့ကျေးဇူးပဲเนาะဆိုတော့သူဒါဒါစာရေးဆရာကြီးပေါ်မှာသူ့ရဲ့ဒါမေတ္တာစေတနာပဲပြောရမှာပါเนาะဆရာဒီဆရာနန္ဒမိုးကျဲပေါ့လူကြီးမစော်ဖို့ပဲနဲ့ဟိုအဲ့မှာကျွန်တော်တပုတ်ဝင်ရေးဘူးတဲ့အဲရောင်းပြမဂ္ဂဇင်းမှာဟုတ်ကဲ့ဆိုတော့အဲက hello ကနေရောင်းပြန်အိုက်ကမန်နေတဆင်ကျွန်တော်တို့ဒီရန်နန်းတဲ့အိုက်ကမန်ဘတော်ပွင့်တဲ့အိုက်ကမန်နောက်ကြမှာဒီဆိုင်တဲ့တို့ပါလို့ပေါ့ အဲ့လိုမျိုးပေါ့ဆိုတော့ဒီ2010အတွင်းမှာပဲအဲ့ဒီဒီဆယ်လာပိုင်းလောက်မှာချိန်ဟုတ်ကဲ့ပါဘူးနော်အဲဒီ English for marketing ကိုရောက်သွားတော့ Virginia နဲ့ဆရာကိုလည်းကျေးဇူးတင်တယ်လို့ပြောချင်တယ် English for editor ကပိုင်ရှင်ကဆရာဦးဝင်းတင်ပေါ့အာကျွန်တော်အပတ်မမအောင်ဆိုရင်ပေါ့လေကိုသားလည်းရင်ကိုဘဝအရှင်သခင်တို့ဘာလို့ညာလို့ပေါ့သူကအဲ့လိုကျွန်တော်ဒီခေတ်မှာဒါဟို UD ရဲ့ motivation နဲ့ UD ရဲ့ စိတ်ဓာတ်အင်အားကိုမြင့်တင်ပေးတဲ့စာအုပ်လေးခစ်စားခစ်စားနေတာသူတို့ကတော်ဟိုးအစောပိုင်းထဲကကိုသားလေးကိုဘုရားရှင်သခင်တို့ပါလို့ခစ်စားတာနော်အဖွဲ့ပြင်းရဲ့စာအုပ်တွေလည်းအဲ့ဒီကာလိုက်တော့သူတို့ခစ်စားရပေါ့ဟုတ်တယ်နော်အဲ့ပါတော့ဟုတ်ခဲ့ရတယ်ဆိုတော့အမ်အဲ့မှာရှောင်းဝင်းတင်ကနောက်ပိုင်းတော့သူမင်းကျော်စွာနာမည်နဲ့သူကဒီဘာသာပြန်ရေးအများကြီးရှိတယ်နော်ကျတော့မန်ဒဲလာအကြောင်းနေတဲ့စာအုပ်အထွေနှစ်အုပ်ပေါ့နော်ကျွန်တော်ဆိုတော့ဒီလိုမျိုးပေါ့သူကကျွန်တော်ပထမဒီအာဂါဂါ စောင်းမားတွေလည်းရေးမနာစင်စားသေးတယ်။နောက်ကြတော့ကျွန်တော်ဆုံးဖြတ်လိုက်တယ်လေကျွန်တော်လည်းဆမ်မဂျူရဲ့ crazy ပေါ့ဝင်လင်းပြောရမယ်ဆိုရင်ဆမ်မအင်္ဂလိပ်တချင်းနေဘာသာပြန်နေဆိုတော့နောက်ပိုင်းဆမ်မမရေးဖြစ်တော့ဘူးအကြောင်းအကြောင်းဆိုတော့ကျွန်တော်စဉ်းစားလိုက်တယ်ဒါဆိုရင်ကျွန်တော်တချင်းနေပဲကျွန်တော် crazy ဖြစ်တော့တချင်းနေပဲဘာသာပြန်ပြီးရေးတော့မယ်ပေါ့အစောပိုင်းကတော့ကိုယ်ကျွန်တော်ကဒီ Google ကနေပြီးတော့ရိုက်ရှာပြီးတော့အစအဆုံးဘာသာတွေပြန်တာဗျာ နည်းနည်းသူတို့ရဲ့အကြောင်းအရာတွေကရှင်းရင်းနည်းနည်းအိုင်တာပေါ့ဟုတ်ကဲ့ဟုတ်ကဲ့နောက်ကြောက်ကျွန်တော်အဲ့ဒီလိုမလုံးတော့လွတ်လွတ်လပ်လပ်ပဲဆရာလည်းကျွန်တော်ပြောတာခဏကြိုက်တယ်လို့ဒါရေးပြာဆိုတော့ကျွန်တော်လည်းအဲ့ဒီမှာခွင့်ရေးပေးခဲ့တာပေါ့ဟုတ်ကဲ့ဆောင်းပါပုံစံမျိုးမဟုတ်တော့ပဲနဲ့အစေးလို့လို့ဘာလို့လို့ပေါ့ဗျာလို့တလို့ကစားပြီးတော့ဒါကြောင့်မို့ ောက်ကျတော့ English for ကနောက်ပိုင်းမှာကျွန်တော်တို့ဒီ Global Magazine လို့ပြီးထုတ်တယ်လေအဲ့တော့ကျွန်တော်ဒီ English for Magazine ရော Global မှာဒီတချင်းခံစားမှုစောင်းပါးတွေကိုဘာသာပြန်ပြီးရေးခဲ့တာပေါ့ဟုတ်ကဲ့အခု Google ပြောမှာတတိယပါဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့မတရားတွေအများကြီးပေါ့နော်တတိယပြောပါအဲ့တိုင်ကြောင့်ပြောရင်တော့အများကြီးပဲပေါ့ကျွန်တော်အနေနဲ့ဆိုရင်တော့ဒါတိန်းကျုံတာပြောရတော့မှာပေါ့နော်အချိန်ရောအားနာတော့ကြောင်းတာ ဂျာနယ်ကစပြီးတော့မှခရီးတဲ့လက်ဆိုင်တဲ့ဂျာနယ်မျိုးစုံဟာအင်တာများဟာတော့ကျွန်တော်ရဲ့ဆရာတွေပဲဖြစ်ခဲ့တာပေါ့နော်သူတို့လမ်းညွှန်ပေးတယ်။နောက်တစ်ခုအမှတ်တရပြောချင်တာကလည်းရင်ကျစ်လီမှာဂျာနယ်ကိုအင်ရတူမလေးကနေပြီးတော့မှသူကသူ့ဓာတ်ပုံလေးကိုခလီဓာတ်ပုံလေးကိုသူကဝင်ပြီးတော့ရေးတဲ့အခါမှာကိုကကြည့်လိုက်တဲ့အခါကျတော့စိုက်ဆံမမိုးစော်ဝင်အင်တာ အောင်ငယ်အေးတော်ဆောင်တိလိုက်တယ်လေအဲ့ဒါဘုံဝါသမမိုးဆောင်ရဲ့ကျွန်တော်နဲ့ရတယ်ဒီဆီယမ်မမိုးဆောင်တူနေတာပေါ့ဟုတ်ကဲ့သမမိုးဆောင်ရဲ့မိမိုးဘွားတွေကကိုကနေပြီးတော့ဒီမြောက်ရီဇန်လန်တွေတစ်ပုံးပါအင်္ဂါကျော်စင်ကိုကိုရီနှစ်သက်ခဲ့ရတယ်ရမ်းချက်ခဲ့တယ်ပိုတေးဇက်ကောင်နေတယ်ပေါ့နော် အနိုင်မဲ့ဆိုစကားမာတွေကဟုတ်ကဲ့အော်ရေဝါစာရေးစာဖတ်ဝါဒနာပါခဲ့တဲ့ခါကျမင်းသမီးဟုတ်ကဲ့ခေါင်းတဲ့ခုံပဲဟုတ်ကဲ့ပါတော်တော်ကြာပြီမင်းသားမင်းသမီးနဲ့ပြောဆောင်ကောင်းသလိုဒီစာနာကိုခဏတဲ့သူကဘသူများလဲဆိုပြီးတော့မှဒေါ်မကျုပ်ကတချင်းရတယ်ဟုတ်ကဲ့ပါအရင်အမှန်မိုးခဲ့ပြီးတော့အနိုင်မဲ့စကားမာဒီစာနာကိုဖန်တီးသူကမိမိုးဆိုတော့ကိုရီးယားကမှမိမိုးရဲ့ပြိတက်တရားဘွားနဲ့ရှေ့တွေကရက်တိခဲ့တယ်ဟုတ်ဒီကားရဲ့ဇလန်ကကျမမိမိုးလားကျမမိမိုးဘွားနဲ့ပေါ့နော်တချို့ကတော့ကျမမိုးဆောင်းဝင်းတရားဖြစ်မယ်ကျွန်တော်လိုပဲပေါ့ခုနကြီးကြမ်းမဲ့ပြပြတရားအဲ့ဒီကျမမိုးဆောင်းဝင်းတရားလေးကိုရော မင်းဘဝတယောက်လို့ထင်ချင်ခဲ့ရလေထင်ခဲ့တယ်အဲ့ဒီအချိန်တော့ကျွန်တော်လာ18နှစ်ဆိုတော့ဟုတ်ကဲ့ပါရေတူတယ်ဟုတ်ကဲ့စိတ်လုံးချားနေတဲ့ကာလအနိုင်မဲ့ပေါ့လေအဲ့ကိုရဲ့အနိုင်မဲ့ကဘာသူဖြစ်မလဲဆိုပြီးအားလုံးရှာတဲ့ဒီစကြောတဲ့ရွယ်တွေမကောင်တက္ကသိုလ်ရွယ်အားလုံးလည်းပဲပြောပြောကိုတချင်းကျောင်းနေပြောတော့ကျွန်တော်တို့နောက်ပိုင်းဆိုရင်စာကျောင်းနေအစားတချင်းကျောင်းနေလည်းပြောကြတယ်ဒီမှာကိုရောက်သွားရင်လည်းတီးခတ်ပြီးတော့မှာပေါ့နော်အဲ့ကဆက်ပြောပါဝါသနာပါခဲ့တယ်ကျွန်မမိမိုးကိုလည်းကိုကအဲဒီမမုံဆောင်းင်းဆိုတာမိမုံမကကိုကတိလိုက်တဲ့ခါကျတော့ဒီမှာဟို ဖုန်းလေးနဲ့ဆက်ပြီးတော့ပေါ့နော်ဆက်မရင်ကျွန်တော်တို့အဲ့ဒီအနိုင်မဲ့ဆန်တော့ရန်ကြိုက်တာပဲပေါ့နောက်တော့စသင်းခိုင်းရတော့သူတို့ပြန်ကြိုက်ဆုံးပါမယ်ဆိုပြီးတော့မှပြစ်သက်တောက်နေမေးဆက်ခေရအနေမှာနောက်ဆောင်မူလေးတွေပို့ရင်းနဲ့ရင်းကျေးနေမှာဂျာနယ်နော်ရတီမဂ္ဂဇင်းထီပေါ့နော်အဲဆာမူပို့ခဲ့ပြီးရောဟုတ်ကဲ့ဇမလည်းလိုဟာလေးတွေပေါ့လေဟုတ်ကဲ့ဒီငကကျင်းဆိုတော့အော်ယတီမာကယတီမာဇမမမဆောင်ဝင်အဲဒီသာဖြစ်ဆရာရှိသူအောင်လက်ထက်တော့လည်းဆာမူနေပို့ခဲ့တယ်ဟုတ်ကဲ့ဆရာရှိလက်ထက်မှာတော့ဆာမူမပါခဲ့သေးဘူးဇမမမဆောင်လက်ထက်မှာတော့အဲဒီကျွန်တော်က โอเคပြောပြကလောင်တက်ကနာလေးမဆောင်မှုပါခဲ့ရပါဘူးကျွန်တော်ရည်ကျွန်တော်ရည်တင်ပါဦးဆရာမြေလက်ပေါင်မြတ်သူကိုင်းတယ်လေ Faces Faces ဟုတ်တယ်ဟုတ်ကဲ့ဆိုတော့နောက်တော့တတိယရယ်ကလျာမဂ္ဂဇင်းကြီးဆရာဇူးကျော်ဟုတ်ကဲ့ဆရာဇူးကျော်နောက်လင်းလုံးခင်ဟုတ်ကဲ့ဆရာဇူးကျော်ဆိုတော့ဆရာတွေပဲပေါ့နော်လင်းလုံးခင်ရဆရာတို့ပါပဲဘာလဲကျွန်တော်တို့ဒီဆောင်းဟေမန်တို့ဘာလို့ညာတို့လေအဲ့လိုမျိုးဆောင်းဟေမန်ဦးပေါ့ဒါလင်းလုံးခင်ကလောက်တာဒါဆိုတော့ကျွန်တော်တို့ ကလေးရာရှိရယ်နော်ဒါဒါဆရာစုကျော်ရှိရယ်နော်ကလေးရာခင်ဆရာစုကျော်ဆရာမြေမောင်မြင့်သူတိုက်ကြီးမျိုးထီတာမှာကျွန်တော်ကဖိတ်ခေါ်ခဲ့တယ်လက်မောင်မြင့်သူပေါ့နော်ဒါဆိုတော့ကြည့်ရွှေတမာလည်းရှိသေးတယ်ဟုတ်ကဲ့ပါကြည့်ရွှေတမာမှာလည်းကျွန်တော်ဝင်ရခဲ့တယ်ဟုတ်ကဲ့ပါဟုတ်ကဲ့ဟုတ်ပါပေါ့ဆရာမကြည့်မွေးဆရာတင်ခိုင်မကြည့်မွေးဆရာတင်ခိုင်နော်ဟုတ်ကဲ့ကြည့်ခဲ့တယ်ကိုရီးယားတကယ်စတောင်းနော်ဆရာမတို့ဆရာမကြည့်မွေးအင်ဆရာမလေဝင်ကြည့်ချိုဟုတ်ကဲ့ပါဟုတ်ကဲ့ပါဆိုတော့တော်စာကြောင်းပေးကြောင်းပြောပြီးတကယ်ကိုစာနဲ့ပတ်သက်လာရင် အားလုံးကလောင်တစ်ကလောင်ဟောင်းကလောင်ရင့်မရွေးပေါ့နော်ဟိုကျိုးတကယ်ကျိုးဆိုတဲ့အဲ့ဒါခေါင်းနဲ့ကျွန်တော်တို့ကပြစ်ဆုံးခဲ့ရတယ်သူတို့အဲ့ဝိတုရေချောင်းပြောရင်ရနားထောင်တော့ကောင်းတာဟုတ်ကဲ့ဟုတ်ကဲ့ကြည့်ရတယ်ဟုတ်ကဲ့ပါနားထောင်ကောင်းဟုတ်ကဲ့ပါကြည့်ရတယ်အဲ့ဒီဟိုလိုမျိုးဒီစာပေပွဲတော်တွေမှာဆိုလို့ရှိရင်ဒီဗီဒီယိုဖြတ်ပိုင်းနေဆိုလို့ရှိရင်ဆွေးနွေးချက်တွေလည်းအများကြီးရှိတော့ဟုတ်ကဲ့အဲ့ကြီးရွှေတမန်လည်းကျွန်တော်ဝင်ရေးခဲ့သေးတယ်ဟုတ်ကဲ့ပါဟုတ်နောက်ဟိုပင်းရပင်းရမှာကြတော့ဟိုရှာမင်းသစ်ပေါ့ဟုတ်ကဲ့ပါရှာရှာမင်းသစ် အဲအဲ့မှာလေကျွန်တော်ဝင်ရေးခဲ့သေးတယ်ဟုတ်ကဲ့ပါအဲဆရာမင်းသိကျေးဇူးကြောင့်ပဲခွန်းတော်ပြောတဲ့ဟိုအာယုမင်းသိဆိုပြီးတော့ငယ်ငယ်အတိခဲ့တာစာရေးဆက်မမတိခဲ့ဘူးသူစင်ဆရာကြီးဖြစ်တာတိခဲ့ရတယ်ပေါ့နော်ဒီလိုစာပေနေရောက်သွားတဲ့ခါကျတော့ကိုစာသားဖြစ်နေပဲမြင်ဘူးခဲ့ရတဲ့ဆရာတွေကိုဒီလိုမျိုးဟိုကလေးတို့ပြောရင်တော့အရှင်းလက်လက်မြင်တွေ့ခဲ့ရတာပါမေဒီမဲ့ကစင်းကဆရာဦးခင်မောင်မျိုးလက်ထက်ကတော့မမီလိုက်ဘူးဆရာကြီးဝင်းသူရလက်ထက်ကိုမီခဲ့တယ်ပေါ့နော်မေဒီကျွန်တော်မပါဘူးပြောဆိုခဲ့တယ်ကျွန်တော်ပေးတော့ပေးဘူးဟုတ်ကဲ့ပါပေးတော့ပေးဘူးဆရာနဲ့လည်းနောက်ပိုင်းလူချင်းတော့ရည်ကြီးွားရတယ်ဟုတ် ဆာမူโอเคကျွန်တော်ဆာမူတွေကလည်းကိုကိုကိုကြာကျွန်တော်ကလည်းဟုတ်ပြီထင်နေတာမဟုတ်ဘူးဖြစ်ပါအဲ့လိုသူတို့ကကိုကိုဘောလိုအပ်ချက်တစ်ခုတည်းတော့ရှိထားမှာဟုတ်ကဲ့သူတို့ကဒီလောက်ဆာဖန်အားကောင်းနေတာကိုကိုကလည်းကိုကိုကိုဟုတ်လာပြီထင်နေတာเนาะအဲ့လိုဘာဒီပဲကျွန်တော်တို့တဲ့အမျက်တည်ချမ်းခဲ့ရဲဆိုအိမ်သားဆရာများရဲ့ကျူးစွမှုကိုတွေ့ရတယ်သူတို့ပြန်ဆက်ဆက်မယ်ဆိုရင်ဆရာရဲဆိုင်တို့ဆိုတဲ့တင်ချပေးခဲ့တယ်ဗောနော်အနည်းကဆရာမမီမိုးဆိုရင်လည်းဇွမ်းနေရဲ့ မင်းဟာတဲ့အစမှာမင်းမဆိုးပါဘူးတဲ့အလယ်မှာလည်းမင်းရေးသားနိုင်ခဲ့တယ်ခေါ်နိုင်ခဲ့တယ်ပေါ့ဒါပေမဲ့ ending လို့ခေါ်တဲ့အဆုံးသတ်မှာမင်းဟာမနိုင်မနေဖြစ်ခဲ့ရပြီပေါ့လေဒါတွေမင်းကပြင်ရမယ်နော်ဆိုပြီးဆရာမတော့ဒါတကယ်ကိုကြောင်ကျစ်ကိုနေထူးစာနဲ့ဖိတ်ခေါ်ပြီးတော့မှရေးတဲ့နေရာမှာတိုးအပ်ချက်တွေပေါ့နော်သူသဖြင့်ဆရာမင်းဝင်းရင်ဆိုလည်းဒီလိုပဲငါဆာမွေရဲ့နေရာမှာကျွန်တော်ကကာတွန်းလည်းပို့ခဲ့တယ်ဝတ္ထုတို့လည်းပို့ခဲ့တယ်ပေါ့လေသူကအဲ့ဒါနဲ့မမက်ရကုန်ရှာပြောလို့ပဲအဲ့ဒါအများစုဆိုရှင်တော့အချိန်မအားလက်တာတော့ကြောင်ကြောင်တစ်တေကြောင်ဆာမူလာပို့ရတဲ့သူတို့ ခဏတွေ့ဆုံတာပဲเนาะဆရာမင်းဝင်ဟာတို့ထူးခြားစွာနဲ့စာမူနာပို့တယ်ကျွန်တော်တို့လိုမျိုးဒီဒီကျော်ပိုင်းကကလောင်ရှိတဲ့ဝေးတဲ့သူတွေပေါ့အတူတပြင်းပါเนาะโอเคလက်ဖက်ပြတိုက်တယ်မုတ်ကျွေးတယ်ပေါ့သူခရမ်းရလားမသိဘူးเนาะဆရာ iPad never ကပဲပဲကျွန်တော်တို့ဒီအချိန်မှာတော့ရန်ကုန်မြို့မှာဆရာအဲစာတင်နဲ့သူဝနာဘက်လာနေနေတာကျွန်တော်ရောက်ဘူးလေဟုတ်ဟုတ်အကျွန်တော်တို့တွေမမတ်ရင်ဖြစ်ခဲ့တာပေါ့เนาะကိုကဆရာ ဒီဆရာမင်းဝင်တို့ဆိုဘုရားပြိဿဘောနဲ့အစိုးရတည်ပြီးသားဆရာကိုဘလို့လမ်းမထားလဲဆိုသူကဇက်ကောင်နာမည်တွေကတွက်ရွင်နေစားဟုတ်တဘာဝကြတဲ့နာမည်တို့ကရမ်းချစ်တဲ့ခါကြတော့သူကဝတ္ထုတွေမှာဆရာဝတ္ထုတွေလည်းစိုက်တာတွေအများကြီးရှိတဲ့ထဲမှာဂလိုဘယ်ခေတ်ရဲ့ပလုတ်တုတ်တုတ်ဘုံဆိုတဲ့ဝတ္ထုဟာအဲရမ်းတွက်သွားတဲ့ဝတ္ထုတွေပါလေအဖွားကနေပြီးတော့မြို့မှာနေတဲ့သူ့ရဲ့မိတွေကိုဒီတို့ကနေရလူတွေဘလောက်ရင်ကြီးလဲငါပြတင်နေဆိုပြီးတော့ပြတဲ့ခါမှာခေတ်ရဲ့ရည်စည်းချောင်းတားလို့မရအောင်ဆိုတော့ပြတင်တာပါနော်အဲနေကကိုနောက်ကနေလက်စပင်နီယာဝါယာမို့နော်ဆိုပြီးတော့ ကကတာပဲကျွန်တော်တို့ခစ်ကိုတားလို့မရဘူးတရားမင်းဝင်နဲ့ညီကိုရဲ့ကိုမင်းဝင်ရဲ့ဆရာမင်းဝင်ရဲ့အဲရေးသားတဲ့ပုံစံဇလန်တိဆောက်ပုံစံတော့ကျွန်တော်တို့ဘယ်လိုပြောလို့ရသူကဘယ်လိုပြောမလဲဆိုတော့အဲ့လိုပေါ့နော်အများဆုံးအဖြစ်ဒီလိုမျိုးဟိုအခြေခံဘဝလေးတွေကခလင်းငယ်တွေအကြောင်းပိုင်နိုင်စွာပေါ့ဆရာဟိုရည်စရာလည်းဖြစ်ခဲ့ရတော့ဒါပေမဲ့ခုနပြောတဲ့အဆုံးသက်တွေမှာတော့မျက်ရည်မစင်နိုင်အောင်ဖြစ်ခဲ့ရတယ်။ဒါပေမဲ့တော်စားခဲ့တဲ့ခွန်ကလေးတွေလိုမျိုးပေါ့နော်။အဲ့ဒီထက်အမှ ျွန်တော်ဆိုဆရာမင်းဝင်းရဲ့ဝတ္ထုတွေကအဲဇက်ကောင်နဲ့လှမ်းမိုးခြင်းခံပြီးအိမ်မှာကိုယ့်ရဲ့တူတူမလေးတွေကိုမှဆရာမင်းဝင်းရဲ့ဇက်ကောင်နဲ့ဖြစ်တယ်ပေါ့နော်အာလူးမာတို့တာတီးမာတို့အဲ့လိုပေါ့နော်အဲ့လိုနာမည်တွေပေးလို့တော့မှဆရာတော်ကကုတ်ကလေးတွေမင်းအဲ့လိုတော့မဘေးသင့်ပါဘူးဆိုတော့ရည်စရာဖြစ်ခဲ့ရသေးတယ်ပေါ့နော်အဲ့ဒါများနဲ့ပတ်သက်ပြီးတော့ဟိုအမှတ်တရတွေ့ကြုံနေပေါ့ဒါတော့ဆရာတော်နဲ့တော့ဟိုရင်းနှီးနှီးလက်ဖိတ်ဆိုင်နေထိုင်နေရတယ်ဆိုတော့အမှတ်တရကြံနေတဲ့အကြောင်းကိုပြောပြထားပါဘူးကဲကိုဆရာကြီးကျွန်တော်တို့စကားပြောရလဲကောင်းတယ်ဒါပေမဲ့ကျွန်တော်တို့နောက်တစ်ချိန်တော့ထပ်ပြောအောင်မယ်လို့ထင်ပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့ပါ 你能干点什么？